မှာဖြေသွားခံလာစီပလီလေးချိန်ပြီးပစိုးလံပေးခဲ့တာဗာလေးလုံနေတယ်ဆိုတော့လူမြတ်ကျော်ပြောလိုက်တယ်ဒီနေ့ညမှာတော့ကျွန်တော်လာရှိုးပြန်ရလို့အောင်ပွဲခံနေတဲ့ဇော်ဖိုးဟင်းခွေးရကြမှာမြင်အောင်ပါသေးတယ်ဒီနေ့လာရှိုးအချိန်တွေဟာရုပ်ရုပ်တဲတဲအိုးအောင်ဖြစ်နေတော့မယ်မနေ့ကညနေမှာမနေ့ကညမှာလာရှိုးမှာလက်နက်ကြီးတန်းကြီးကြားရတယ် မန္တလေးအမရပူရလိုမန္တလေးကန်နာပိုင်းတွေထိလက်လက်ကြီးတန်းကြီးရှားနေရတယ်ကျွန်တော်ဟိုဘက်လူမျက်ကျော် channel မှာလာရှုနေပတ်သက်တဲ့နောက်ဆုံးသတင်းတွေကိုလည်းတင်ဆက်ပေးပြီးဒီညမှာဂျားဖြတ်လိမ့်မယ်ဂျားမြက်ဂျားဖြတ်ပြောချင်တာက DNA ကိုထိမှုဝါတက်ဖွဲ့ကတာဝန်ဝါတက်ဖွဲ့ကိုတာဝန်ပေးတယ်ဆိုတဲ့ကိစ္စတည်းရဲ့စစ်တပ်ရဲ့လုံခြုံရေးအတွက် MNDAA ရဲ့ဝါရဲကလုံခြုံရေးပေးရမယ်ဆိုတဲ့ကိစ္စတော်တော်အငင်းပွားနေပါတယ် ။ဒါကျိုးစက်ကဒါကျိုးစင်နကောင်ဟိုတယ်မှာဆွေးနွေးပွဲဟာအခြေအတင်ဖြစ်ပြီးတော့အခက်မသိရင်ထပစ်နိုင်တဲ့အနေဒါမျိုးပါ။ဒါကိုစပေါ်ရင်းတို့တတ်ချက်မတက်ပြောနေကြတာဘလောက်ခံလဲ။လာချိုးနဲ့ပတ်သက်ပြီးဒီတကောင်သားတွေဘာတွေပြောလဲဆိုတော့မှတ်တမ်းယူလာကြရအောင်။ကဲစားလိုက်အောင်။ကျန်ကြမှာနေပြီးတော့မှမြန်မာနိုင်ငံအတွက်အချိုးမပြုတ်တဲ့လူတွေနဲ့ မြန်မာနိုင်ငံအတွင်းထဲမှာနေပြီးอืมမြန်မာနိုင်ငံအတွင်းထဲမှာပြင်ဦးထဲမှာနေနေနေပြီးတော့တောင်ကြီးတော့နေရာတိုင်းကိုသွားတဲ့လူတွေရဲ့သုံးသက်ချက်ပေါ့နော်อืมဟိုကနိုင်ပေါ်ကနေအားလိုက်ဟမ်အာဒီစားပေါ့တယ်လို့ကိုကန်လို့ပါတော့ဟိုကတူအခုမြန်မာတက်မတော်ကလာချိုးအသားကြီးဝင်သွားတဲ့အချိန်မှာอืมဟိုက လမ်းကြောင်းလေးပိတ်ထားတဲ့ဘာညာဖြစ်တဲ့ညာဖြစ်တဲ့လူတိုင်းပေါ်မှာကောလာဟလာနဲ့တက်လာတယ်။စကားရီစကားရီထစ်ကုန်ပြီနော်။စကားရီထစ်ကုန်ပြီနော်။တေချာမသိရင်မပြောနိုင်ဘူးနော်။ဒုက္ခနဲ့တက်လာတွေ့ပြီဒုက္ခများသွားလိမ့်မယ်လို့ဆိုပေါ့ကြီး။အဲမန်ဒီကိုကန့်ရဲ့ UWS ရဲ့ဝါရီယာဟွန်းတက်မလို့စစ်ကြောင်းလေးဝင်လာမှဖြစ်တဲ့အတွက်သူတို့ကလုံလုံရေးဆောင်ပေးရတယ်။ကြားတယ်နော်။ စစ်တပ်ရဲ့လုံခြုံရေးစောင့်ပေးရတဲ့အဖြစ်ကိုတော့ရှော့ကျသွားပြီးစစ်တပ်ခိုင်ဘက်တရုတ်ခိုင်ဘက်အဖြစ်ဝါနဲ့ MNDA ကဖြစ်နေပြီလားဆိုတဲ့အတိတ်ပဲရတဲ့သကလုံးတွေကိုဇော်ဖုံးရင်ဟာသူစစ်တပ်ကလူတွေကိုဝါဒဖြန့်နေတာအမှတ်တမ်းပါ MNDA ကလူတွေကြားတယ်နော် YouTube WWSA ကလူတွေဝါတယ်ကြားတယ်ခင်ဗျားတို့အမှန်တရားရှက်ဖို့ကောင်းတဲ့အခြေအနေလူကိုဇော်ဖုံးရင်တို့ပုံဖော်ဖန်တီးနေပါ လုံခြုံရေးဆောင်ပေးရတာဟုတ်ဟုတ်ပါပြီဟုတ်ပါပြီအတားအယာလည်းဝင်သွားတာဟုတ်တယ်နော်ကြားနော်ဘာလို့လုံခြုံရေးဆောင်ပေးလဲဟွန်း TNL ဂျပန်နဲ့ကိုင်တောင်းတဲ့သူတဘ နှုတ်ရှက်ပြုမှာဆိုလို့အမဒီကိုကန်တို့ UWS ဝါရွာလုံုံရေးယူပေးရတာအဲ့တော့မသိတဲ့ဆောက်ပိဆောက်လုံးဆောက်တုံးဆောက်ရရင်အာဝင်လာမှာမလို့အပိတ်ထားတယ်လို့အလားရှိုးရမကယူဝိုင်းထားတယ်လို့အစ်တဲ့ကြီးဝင်လာရင်အင်းကနာပဲဝင်လာပြီးတော့ပြန်တတ်မှာလို့အဲ့လိုနေပိနဲ့လည်းပိနှုံချီးပရိမြမပြေမှာမွေးရပါချက်မပြေတဲ့လူကြီးရှိတာ ကျွန်တော်ပြောမယ်ကြားရမောပြောချင်တာကဝါနဲ့ MNDA ကစစ်တရေခိုင်းပတ်ဖြစ်သွားတာလားဇမိုးကြီးပြောတယ်လို့ပြောတာနော်ကျွန်တော်တို့ဘာမှမပြောဇမိုးကြီးပြောနေတာဒီအခြေအနေဖြစ်နေတယ်ဒါဆိုရင် MNDA နဲ့ဝါတေယုန်နဲ့စစ်တခိုင်းပတ်တွေလားလို့ဇမိုးကြီးပြောတာကိုကျွန်တော်တို့နားထောင်ပြီးတော့အခြားလူတွေ ထင်သွားနိုင်ပြီဒီကြားထဲမှာဟော PDF တွေတဲ့အဲငါတို့တိုင်းရင်းသားတွေနဲ့ငါတို့တိုင်းသားညီကိုတွေနဲ့အဲစစ်အာဏာရှင်တော်လှန်တဲ့လူတွေနဲ့အတူတကွပေါင်းစည်းညီညွတ်မှာကိုအရန်ကြောက်တဲ့ကောင်တွေဟာပြုခွဲစကားကိုအများပြောလို့ရှိတယ်ငါတို့ပေါင်းကြစမ်းပါလူငယ်နဲ့၄ရက်လောက်ခဲကလေးဟာစကီဘောနော်ကျွန်တော်တို့သိရင်စာလီကောပရာစကီချုပ်စည်းလုံးနဲ့ ဘလောကအရောက်နေလားဟွန်းရောက်နေဟုတ်ပြီနော်ဟုတ်ပြီတဲဘလောကလုံခဲ့တဲ့လုံခဲ့တဲ့3ရက်ပေါ့နော်3ရက်နဲ့4ရက်ကြားထဲမှာတည်းကဟွန်းတဲဘလောကသီးချောက်ကြီးနဲ့လာရှိုးဘို့ကိုစီးပြီးတော့မှဟွန်းတဲဘလောကစစ်သားတွေကအကုန်လုံးလာချိုးမှာရောက်နေလားဟွန်းဘဒူးမမသိဘူးဘဒူးမမသိဘူးဒါနော်နောက်တစ်ခုကစင်နဂေါဟိုတယ်မှာဟွန်း ယမကတိုင်းဘူးအပါဝင်22ယောက်ကဟင်းအဲ့ဒီမှာရောက်နေတာဟင်းဘာလို့ရောက်နေတာလဲဒီလားဟင်းဟုတ်ပြီအခုဒီနေ့တရုတ်ကောင်စစ်ဝင်နေဟင်းတရုတ်ကောင်စစ်ဝင်ဆိုတာကခင်ဗျားတို့ကပြောမယ်ဆိုတော့အမေရိကန်ပြည်ပအဘူပစိယိုခင်ဗျားတို့မဟုတ်ဘူးကိဘာအဘူပစိယိုတွေမဟုတ်ဘူးတရုတ်ဖင်ခံဖက်စစ်တပ်မင်းတို့ဖက်စစ်တပ်ကအမြဲတမ်းယူနေတဲ့ပြည်ပအာဟုပစိန်ယူလို့အချုပ်ချာအာနာလို့အမျိုးပါသာတာသနာပါဆိုတဲ့ဟာတွေ အခုဘာစောက်တန်တွေ့ရတယ်ရှင်ကျွန်တော်တို့ကပြရမယ်ခမားတို့နားလဲအောင်အသိဉာဏ်ပညာတွေဘုဒ္ဓရာတွေရအောင်ခမားတို့တဖြည်းဖြည်းနဲ့မာနေနဲ့တို့ဟုတ်ပါအကြသမားတရားနာကြည့်ကြပါဦးဗျာတကယ်ကြမ်းမှနေပြီးတော့မှတချို့စစ်တပ်ကကောင်တွေကဒီအကြသမားပြောတာလေထိုင်နားထောင်နေလူဖြီးသေးတယ်အဲဘာလို့လဲသိလားအဲ TNL တို့ AA တို့ PDR ဒီရမကောက်ကိုပြန်ယူလိုက်တာဟာအဲ့ဒါနိုင်ငံရမကောက်ကိုပြန်ယူလိုက်တာတယ်နော်အေးစစ်ပွဲလို့ခေါ်တယ်မသိမနာနော်လက်နက်ကင်ပြီးတောင်းရတယ်ရရရနိုင်ငံရေးစစ်ပွဲမဟုတ်တရုတ်မှာဖင်သွားခံတာဟာကတော့ပါသေးဗျာကျွန်တော်ပြောတာချိန်သွားတယ်တရုတ်မှာခြေတလုံးဖက်သွားတောင်းမှန်ဖင်ခံပြီးတိုင်းရေးတယံဇာတာတွေနဲ့ တိုင်းပြည်ရဲ့နေပြည်တော်ကိုထိုးအပ်လိုက်တာမင်းတို့တမိုင်းတရခံတော့ခွာမသေးဘူးရေဝေလက်နဲ့ကပြီးမွေကျေးချောက်ကိုနေတဲ့လူတွေရှေးချောက်ကမားတို့တိမ်ပင်လာကြလားအေးဟုတ်ပြီဟုတ်ပြီလားကြိုက်တယ်နော်တို့ကိုရမကောက်စပြပြီအေးဟုတ်ပြီတော့သူလုတ်သွားတဲ့အကွက်ကမင်းတိုက်ရဲမင်းတို့နိုင်အောင်ပြန်တိုက်နိုင်လားဟမ်ခွေးမသားတွေစောက်တည်းမရှိတဲ့စောက်ချောက်တက်ဒီလိုလေဘယ်လိုမှမမပြောရမလို့အဲ့တော့လက်ရှိ ရှာမကမှာစစ်ဆန်ကားနဲ့မိုင်းရုံကိုရလို့မှနေရတဲ့လူတွေကစစ်မတိုက်ခင်းနဲ့ဝင်သွားတာနော်စစ်သားဟာငါတို့ဘာကတူဒီတော်လိုက်တာဟာကျမတို့ကဝေဘူးစီချုပ်ဦးမင်းအောင်လားဟာသူဘာတွေအပေါ်မှာလုပ်နေလဲဆိုတာအာခင်ဗျားတို့ကမြင်ပြီမလားထီအောင်မှာပြင်တော်ခံလာစီမလေးလေးချိန်ပြီးပစိုးလံပေးခဲ့တာဘာတွေ လုံနေတယ်ဆိုတော့လူမြတ်ကျော်ပြောလိုက်တယ်ပြောနေလားခဏလို့ကျွန်တော်အချိန်ချင်းပြောခဲ့တယ်အနည်းဆုံးမစိုးပြပါနဲ့လူတိုင်းကကိုယ်သွင်းကိုယ်နိုင်ငံကိုယ်ရင်ကိုယ်ပြင်လို့သိတယ်နိုင်ငံရေးစစ်ပွဲလူမျိုးရေးစစ်ပွဲဘာသာရေးစစ်ပွဲနေနေလူစစ်ပွဲဖြစ်နေချင်းပါဘူးတရားနာတွေဘွမ်းပြီဟမ်ဘွမ်းပြီလေဘာလို့လို့ရမှာဟုတ်ပြီဘွမ်းပြီလေပြီပြီလေอืม တောင်းတနာကဘယ်ဦးစီးချုပ်အနေနဲ့သူလက်ရှိအစိုးရကဘယ်ောက်တိုက်တယ်ကျွန်တော်တို့ကလက်ပတ်ပြောရမယ်စစ်တိုက်တယ်ငွေကြီးစံလူကြီးစံတွေကြောင့်နိုင်ငံတော်တနိုင်ငံတော်အုပ်ချုပ်မင်းတို့တဲ့တောင်းတော်ကဘယ်ဦးစီးချုပ်ဦးမေးအောင်နိုင်ကိုလိန်ခဲ့တဲ့လူတွေရှိတယ်အဲ့ဒီလိန်ခဲ့တဲ့လူတွေရှိလို့ရမကနပ်ပါကကြာဆုံးခဲ့ရကြာခဲ့တယ်နော်ရှင်းမြောက်တိုင်းစစ်တပ်နဲ့ဆစ်ရှုံးခဲ့တယ် မင်းတို့ပြန်တိုက်မိလို့နိုင်တယုတ်ကိုဖင်ခံပြီးတော့ဖင်ပေးပေါင်းပြီးတော့လုတ်ခဲ့တာတမိုင်းတော့ဇဘိုးကြီးမင်းတို့ပြောတာမင်းတို့မှတ်ထားအင်္ဂါကငါကြာကျော်ရအောင်အောင်ရလူတွေအကုန်လေရနာသူခံပြီးတော့မှအခုသူပေးစလိုက်ရတာခုပဲပါလေဟဲ့အောင်နေဘာပေးစလိုက်ရတာသိလားကိုမမကြီးထားပြီးခဲ့ပါဦး သူပေးဆက်လိုက်ရတခုတည်းတရုတ်ကဘာပေးလိုက်ရတာလဲနိုင်ငံရေးနေမြေတွေလားစီးပွားရေးတွေလားသူသမီးကိုထိုးရလိုက်တာလားပစိုးလှန်ပေးခဲ့တာလားမင်းအောင်လိုက်အောက်ကြံနေပြီနော်သူ့အနာအတွက်အတိုင်းပြည်ကိုထိုးအပ်နေပြီနော်ဇော်ရင်မင်းတို့တမိုင်းတရခံနေလို့နမတာမင်းတို့စစ်သားတွေမဟုတ်လားမင်းတို့စစ်မတိုက်နိုင်တဲ့နေရာမင်းတို့တနက်တွေကြီးစံနေတဲ့အတောင်နာနဲ့ ိုက်ခဲ့တဲ့ယာမကမင်းတို့ကြောင့်ကြာသွားတော့ငါဘလို့ပြန်ရယူပြမလဲငါဘလို့ပြန်ရယူပြလဲဆိုတဲ့နိုင်ငံကောင်းဆောင်ပေါ်ထွက်လာတာအဲ့ဒါပတ်လာဇဟိုဟေးဖိုင်လေကြည်ပါနော်အသွားမတော်တလန်းအစားမတော်တလုံးနော်ဒုက္ခနဲ့လာလာနဲ့တွေ့မယ်နော်ငါပြောနေတယ်နော်ငါပြောရင်လွဲခဲ့တယ်နော်ကနော်ယုံကြည်ယုံမယုံကြည်နေအဲ့ဒါယုံနာမယုံနာဘာလို့ဆောက်လို့ တို့ကတော့တို့ကစပီကာသမားတယောက်တွေနဲ့အမှန်တရားကိုကြားတာဟာနော်ခဏတို့တိုက်ခိုင်းတာလေဟမ်လက်နက်တွေပဲလူရင်းအားတွေနဲ့တလက်တွေနဲ့တိုက်တာပဲဟမ်တိုင်းမှုကိုလည်းဒူးတော့အကြံခံပြီးတော့မှဟာလားလမ်းမျိုးတော်သွားတာပဲရမကဟမ်ဒါဆိုရင်ရမကတိုင်းမှုဆိုတော့မကြောက်ဘူးဆိုတော့ပေါ်နေတယ်ဇဘုံရင်ဟာတကယ်စစ်မြေမြေမှာတိုက်တဲ့ဒီဘူဂျုတ်တွေတိုင်းမှုတွေကိုတော့ဒီလိုစော်ကားပြီးတော့ဆဲဆုံမရိုင်းပြောနေတဲ့ အခင်ချင်းဟာစစ်တပ်ထဲမှာအင်မတန်ရုပ်ပြက်ဆင်းပြက်ဖြူပြဲပြူကျနေတာကိုပြတယ်ဟုတ်တယ်နော်ဒုတိယတော့ကာကိုဒီချုပ်ဘာလုပ်လိုက်လဲဟွန်းဘာလုပ်လိုက်လဲသိလားမင်းကြီးမလားမင်းဖုန်းဆက်ပြီးတော့ပစိုးလံပေးလိုက်တာတရုပ်ကိုရှင်းတယ်နော်ဟွန်းစစ်တပ်ကရအောင်လို့တဘောပြန်ပြီးတော့လုံလုံလေးပေးရတယ်။ဟာဟုတ်ပြီတော့ပြောတာအဲ့ဒါဟုတ်ပြီလက်လက်ခံရတာပဲ ပြည်သူလူထုအပေါ်မှာနိုင်ငံတော်ရဲ့တရားဝင်တက်မတော်လေရတယ်ကျွန်တော်တို့ခုကုန်ချမ်းနောက်ပိုင်းချင်းကျွေဝဥပမာလေးဟမ်ကွာလို့ကျွန်တော်ပြင်းလို့ရတယ်ပြင်းရနော်နိုင်ငံတော်ဆိုရတဲ့အနေနဲ့ဟုတ်ပြီ MND ကိုကန့်အောင်ပြောလိုက်မင်းတို့ချင်းကျွေဝရဲ့ လောက်ကရေကိုကြဲရေဟိုကွမ်းလို့ရရတယ်မင်းတို့အထူးနေတာပဲဒီပြီကိုမင်းအကျိုးကိုပဲမင်းတို့ကပေးတယ်ဒါပေမဲ့မင်းတို့ကပြောပြမယ်ဆော်ကုန်းရေပေးချင်တိုင်းပေးရအောင်မင်းမေလင်းနေပိုင်နဲ့မြည်မဟုတ်ဘူးမင်းကပြောပြမယ်နိုင်ငံရဲ့နေမြေပိုင်းခြားသတ်မှတ်ခြင်းဟာတရားဝင်အစိုးရရဲ့လွတ်တော်မှာပဲလုပ်ပိုင်မှုရှိတယ်မင်းဖင်ကုန်းဥချပြီး ဘောမနေတဲ့မင်းအောင်နိုင်လဲလို့လို့မရဘူးအယက်သမားဖင်ပြောကောင်းပြောတယ်မပြောနဲ့တစ်ချိန်မှာတောင်းဝင်ခံရမယ်ဒီစကားတွေမင်းတောင်းဝင်ခံရမယ်ပြည်တို့နိုင်ငံနဲ့တိုင်းပြည်နဲ့နိုင်ငံမှန်တက်မလို့မတော်လန်နဲ့နိုင်ငံနဲ့တိုင်းပြည်ကိုမပြည့်စည်နဲ့နော်လူကိုလူမျိုးတွေပြည်လို့မပြည့်စည်ကြအောင်မလုပ်နဲ့ရတယ်မင်းတို့အုပ်ချုပ်ရတယ်အုပ်ချုပ်ခွင့်ပေးလို့ရတယ်နိုင်ငံတော့မင်းပြောခဲ့တာကမောအုတ်ချုပ်ခွင့်ပေးလို့ရတယ်နေမြေပေးလို့ရတယ်ဆိုတော့မင်းတမိုင်းတရခံ တစ်ချိန်မှာကျိုးစင်တက်ဖို့ပြင်တာဟောလန်အောင်ပါမယ်မင်းတို့ရှိရမယ်ဟုတ်လားပေးလိုက်ဘာမှမဖြစ်ဘူးမင်းတို့တိုင်းအားရမတို့ကိုချင်းစားလိုက်အဲ့ဒီကြားတယ်နော်ကြားတယ်နော်အဲ့တော့လက်ရှိချိန်မှာဇဘဝိရဲ့ပြောဆိုချက်တွေကိုကြည်ချင်းအပြည့်အချက်၃ချက်၄ချက်လောက်ကောက်ချက်ဆွဲလို့ရပါတယ်ပထမတစ်ချက်ကတော့ MNDA ဝဟာစစ်တပ်ရဲ့ လုံခြုံရေးအဆောက်အဖြစ်နဲ့အခိုင်အခံဘဝကိုရောက်နေတယ်လို့သူကဆိုလိုချင်ပါတယ်။နံပါတ်1နိုင်ငံရဲ့နေပြည်အချုပ်ချာတွေကိုပေးချင်တိုင်းပေးလို့ရတယ်ဆိုပြီးတော့တရားလက်လို့ဥပဒေမဲ့ပြောဆိုမှုတွေကိုသူတာဝန်ခံရပါလိမ့်မယ်။နံပါတ်3တရုတ်ပြည်မှာတိုင်းပြည်ရဲ့တရံဇာတာတွေနေပြည်တွေငွေကြေးတွေအဆရှိတာတွေကိုထိုးအပ်ပြီး မင်းအောင်လိုင်အာနာမင်းအောင်လိုင်ဟာသူ့အာနာတည်မြဲရေးအတွက်တိုင်းပြည်ကိုရောင်စားခဲ့တာစောဖို့ဟင်းပြောခဲ့တဲ့အချက်တွေကိုကြည်ကျင်အားဖြင့်တစ်ချိန်မှာတိုင်းပြည်ရဲ့ဖက်စစ်အလိုတော်ကြီးတိုင်းပြည်အချုပ်ချာနာအာဏာပိုင်မြေများကိုဥပဒေမဲ့လောက်ကန်ဆောင်ရွက် ခဲ့တာကိုတိုက်တွန်းလှုပ်ဆော်ခဲ့သူ အမှုတွေအဖြစ်တမတမိုင်းတရားခံဖြစ်တမထားဖို့ဒီဗီဒီယိုကိုလုပ်တာဖြစ်ပါတယ်။ကဲဇော်ဘုံကြီးကိုပြောချင်ပါတယ်။ဒီညညပြီးတော့ပါပဲ။အားလုံးကျေးဇူးတင်ပါ